ကျောက်ပြိုမျိုးနေကပြည်သူ့လွတ်တော်အမတ်ဟောင်းဥပရှင်တည်ထောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီ RNP ကိုစစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပါတီတည်ထောင်ခွင့်ပြုလိုက်ပြီလို့သိရပါတယ်။အဲ့ဒီ RNP ပါတီဟာနိုင်ငံရေးပါတီများမဲ့ပုံတင်ခြင်းဥပဒေ၊ဤဥပဒေတွေနဲ့ညှို့ချောင်းစစ်စစ်တွေ့ရှိရတဲ့အတွက် UEC ကမနေ့ကဂျွန်လ9ရက်နေ့မှာ နိုင်ငံရေးပါတီတီထောင်ခွင့်ပြုလိုက်တဲ့အကြောင်းစစ်ကောင်စီပိုင်းသတင်းစာတွေမှာဒီကနေ့ဂျွန်လာ၁၀ရက်နေ့မှာထုတ်ပြန်ဖော်ပြထားပါရယ်။နိုင်ငံရေးပါတီတီထောင်လူသူတွေကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုရှောက်ထားကြရမှာ28ခွေရှိပြီးအဲ့ဒီအထေကရခိုင်တိုင်းရင်းသားများပါတီ RNP ကိုခွင့်ပြုလိုက်တာလို့စစ်ကောင်စီဝါဒဖြန့်ရှိနေတဲ့မြမအလင်းသတင်းစာမှာဖော်ပြထားပါရယ်။ပါတီတီထောင်ခွင့်ရရှိခဲ့တဲ့ RNP ပါတီဟာ ခွင့်ပြုချက်ရရှိတဲ့နေ့ကနေစလို့ရပ်ပေါင်း30အတွင်းနိုင်ငံရေးပါတီများမဲ့ပုံတင်ခြင်းဤဥပဒေ9နှစ်နဲ့အညီကော်မရှင်ကိုနိုင်ငံရေးပါတီအဖြစ်မဲ့ပုံတင်ပေးဖို့လျှောက်ထားရမှာဖြစ်တယ်လို့သိရပါတယ်ကျပ်ပြုံမျိုးနေပြည်သူ့လွတ်တော်အမတ်ဟောင်းဥပရှင်ဥဆောင်တည်ထောင်ထားတဲ့ RNB ပါတီဟာပြီးခဲ့တဲ့ဧပြီလ9ရက်နေ့က UEC ထံမှာပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့တာပါရှင်။